ကိုချင်းတရားဆိုတာကလေတကယ်တော့ကိုယ့်ရဲ့ခံစားချက်တက်တက်ပဲလားကျွန်တော်တို့ရဲ့အမားအမှန်ကိုလက်ညှိုးပေးနေတဲ့ဆိုတဲ့အရာကอืมကျွန်တော်တို့ထင်ထားတာထက်အများကြီးပိုရိုးရှင်းနေနိုင်တယ်ဆိုတဲ့အတွေးခေါ်တစ်ခုကိုဒီနေ့အတူတူလေ့လာကြည့်ကြရအောင်ကဲဒီနေရာမှာအခြေခံကြားတဲ့မိခွန်းတစ်ခုနားစာကြည့်အောင်ဒါသနာပညာရှင်တွေဆို ရာစုနှစ်တည်းနဲ့ခြီးပြီးအငင်းပွားလာခဲ့ကြတဲ့မိခွန်းပေါ့အဲ့ဒါကပါလေဆိုတော့အမားနဲ့အမှန်ကိုကျွန်တော်တို့တွေဘယ်လိုဆုံးဖြတ်ကြတယ်လဲဆိုတာပါပဲ ဒီမိကုံးကကျွန်တော်တို့ဆွေးရဲမှုတစ်ခုလုံးရဲ့အဓိကအချက်အချာပဲဖြစ်မှာပါအဲ့တော့ပထမဆုံးအနေနဲ့ခနော်တို့ရဲ့ချင်းဝတ်တွေနဲ့စေခံစားမှုတွေကြားကဆက်ဆက်မှုကိုနားလည်ဖို့လိုတယ်ဒီနှစ်ခုကိုတိုက်ရိုက်ချစ်ဆက်ပေးတဲ့အဓိကယူဝန်တာတစ်ခုရှိပါတယ်အဲ့ဒါကိုရင်ကြည့်လိုက်ကြအောင်ဒီ theory ကတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်အနေငယ်ပြင်းထန်တယ်လို့တောင် ပြောလို့ရတဲ့ user တစ်ခုကိုမိတ်ဆက်ပေးထားတယ်အဲ့ဒါကဘာလဲဆိုတော့ကိုချင်းတရအကြောင်းပြောပြီးဆိုရင်ပေါ့ ကျွန်တော်တို့ဟာလောကကြီးမှာတကယ်ရှိနေတဲ့အမှန်တရားကြီးတွေကြောင်းပြောနေတာမဟုတ်ဘူးတဲ့တကယ်တမ်းကျတော့ကိုယ့်ရဲ့အတွင်းစိတ်ထဲကခံစားမှုအခြေအနေတွေကိုပဲပြောပြနေတာဖြစ်တယ်ဆိုတာပါပဲကောင်းပြီဒါဆိုရင်ဒီအယူအဆရဲ့ပထမဆုံးနဲ့အရှင်းလင်းဆုံးအသေးပေဖွင့်ဆိုချက်ကိုအတူတူကြည့်လိုက်ကြရအောင်ဆိုတော့ဒီအမြင်ရဆိုရင်လဲကိုကြစ်တရားနဲ့ပတ်သက်ကြပြောဆိုချက်တွေကဘာနဲ့တူလဲဆိုတော့ယာတိဥတုအခြေအနေကိုတည်တင်းပို့နေတယ်လို့ပဲတဲ့တကယ်တော့ကိုယ့်ရဲ့ခံစားချက်ကိုပဲပြောပြနေတာတတ်တတ်ပါပဲတဲ့ โอเคဒါကိုလက်တွေ့မှာဘလူးအထွန်း challenge ဆိုတာကိုရှင်းရှင်းလင်းလင်းဥပမာလေးတစ်ခုနဲ့ကြည့်ကြည့်အောင်ဒါတော့ဒီမှာအဓိကအချက်က perfect သွားတယ်ဆိုတော့ခိုးတာဟာမားတယ်ဆိုတဲ့စကားကလေပြောတဲ့သူရဲ့ကျွန်တော်ခိုးတာကိုမကြိုက်ဘူးဆိုတဲ့ခံစားချက်ကိုတရင်ပို့လိုက်တာမျိုးပဲဖြစ်သွားရောဒါပေမဲ့ပေါ့တချို့တွေးခေါ်ရှင်တွေကတော့ဒီအမြင်ကအရင်ကြီးရိုးရှင်းလွန်းနေတယ်လို့ထင်ကြတယ်ဟုတ်ပြီဒါဆို ဒီရိုးရှင်းတဲ့အမြင်ကနေပိုပြီးနက်နဲရှုတ်ထွေးတဲ့ theory တစ်ခုစီကိုဘယ်လိုများတဆင့်တသွားလဲဆိုတာဆက်ကြည့်လိုက်ကြအောင်အဲ့တော့မဲစရာရှိလာတာကကိုချင်းတရားအကြောင်းပြောတဲ့ဆိုတာတကယ်ပဲကိုခံစားချက်ကိုတလင်းပို့နေတာတက်တက်ပဲလားဒါမှမဟုတ်အဲ့ဒီနောက်ွယ်မှာတခြားထူးခြားတဲ့အကြောင်းအရာတခုခုများရှိလေသေးတာလားအေးဒီနေရာမှာတင် theory ကတဆင့်တလာပါသည်ဒီတစ်ခါမှာတော့ခံစားချက်တွေကိုတရင်ပို့တာမဟုတ်တော့ဘူး ခန်းစားချက်တွေကိုလက်နဲ့တစ်ခုလိုအသုံးပြုပြီးလူတွေရဲ့သဘောထားကိုလွမ်းမိုးဖို့ဒါမှမဟုတ်အမိတ်ပေးဖို့စ조사လာတာဖြစ်ပါတယ်။ကဲဒီနှစ်ခုကြာကအဓိကကွာခြားချက်ကတကယ်ကိုစီဝင်စားဖို့ကောင်းပါတယ်။တစ်ခုကကိုယ်ခန်းစားချက်ကိုရိုးရိုးလေးဖော်ပြတာပြောရင် report လုပ်တာပေါ့။နောက်တစ်ခုကကြတော့ကိုယ်ခန်းစားချက်ကိုထုတ်ဖော်ပြပြီးတခြားသူတွေကိုစီယုံဖို့လွမ်းမိုးဖို့စ조사တာ။ဆတော့တစ်ခုကဖော်ပြချက်နောက်တစ်ခုကစီယုံချက်အဲ့လိုကွာသွားတာပါ။ဟုတ်ပြီ။ ပါစင်ကျွန်တော်တို့ခုနကဥပမာကိုပဲဒီ theory အသစ်နဲ့ပြန်ပြီးသုံးသပ်ကြည့်အောင်အဲ့ဒါဆိုရင်ကြွားချချက်ကရှင်းရှင်းလင်းလင်းကြီးကိုပေါ်လာပါလိမ့်မယ်အဲ့တော့ဒီ emotivism အမြင်အရာဆိုရင်ခိုးတာဟာမားတယ်ဆိုတာကမခိုးနဲ့ဆိုတဲ့အမိန်ပေးတဲ့ဒါမှမဟုတ်ခိုးတာကိုမုန်းတယ်ကွာဆိုတဲ့စိတ်ခံစားမှုပောက်ကွဲတဲ့တကူလို့ဖြစ်သွားတယ်အချက်အလက်ကိုပြောပြနေတာကနေသူများကိုလွှမ်းမိုးဖို့ကြိုးစားတဲ့အမိန်ပေးတဲ့ခံစားချက် photo တန်အဖြစ်လုံးဝကိုပြောင်းလဲသွားတာကိုတွေ့ရမှာပါကဲ ဒါဆိုရင်ကျွန်တော်ပြောခဲ့တာတွေကိုအနစ်ချုပ်ပြန်ကြည့်ကြအောင်ဒီကနေ့အဓိကမှတ်သားတော်မှာကဘာဖြစ်မလဲဒီဆရာလေးကိုကြည့်လိုက်ရင်ရှင်းသွားပါလိမ့်မယ် theory နှစ်ခုကခိုးတာမားတယ်ဆိုတဲ့စကားတစ်ခုလေးကိုပဲအတိပဲ block ကွာတော့အောင်ဖွင့်ဆိုသလဲဆိုတာကိုရှင်းရှင်းလင်းလင်းရင်ပြထားရပါတယ်တစ်ခုကငါခိုးတာကိုမ check ဘူးလို့ကိုခန်းစားချက်ကို report လုပ်တာနောက်တစ်ခုကတော့မခိုးနဲ့ဆိုပြီးတခြားသူကိုလွှမ်းမိုးဖို့ကြိုးစားတာပါအဲ့တော့အဓိကကွာခြားချက်ကဘာလဲဆိုတော့ယုံကြည်ချက်တစ်ခုကိုတည်င်းပို့တာနဲ့ အမိန့်တစ်ခုကိုထုတ်ပြန်လိုက်ကြားကကွာခြားချက်ပါပဲဒီအချက်ကိုသဘောပေါက်သွားရင် ethical subjectivism ရဲ့အဓိကအပိုင်းတစ်ခုကိုနားလည်သွားပါပြီဒီဆုံးမှာတော့ကျွန်တော်တို့ကိုစဉ်းစားစရာအတွေ့တစ်ခုနဲ့ထားခဲ့ပါပြီကဲစဉ်းစားကြည့်လေကိုချင်းတရားဆိုတာတကယ်လို့များခန်းစားချက်တစ်ခုတစ်သက်ပဲဆိုရင်အမန်းနဲ့အမားဆိုတာရောတကယ်ပဲတီးရှည်လား